မင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ RJH မေးဖြေကဏ္ဍလေးပဲဖြစ်ပါတယ် RJH Health တဲ့ဗီဒီယိုအောက်မှာပြည်သက်တွေမိလာတဲ့မိကုန်းလေးတွေကိုကျွန်တော်ပြန်ပြပြပေးမှာပါဒီနေ့ပြချပေးမယ့်မိကုန်းလေးကတော့ကျွန်တော်ဗီဒီယိုထဲမှာကျွန်တော်ပြောထားတဲ့အချိုးလေးရှောင်ရမယ်အချိုးနဲ့လုပ်တဲ့ဒါဂျုံနေဘစ်ကစ်တွေမုန်းနေအရာတွေရှောင်ရမယ်ဆိုရင်ကျွန်တော်ပြောထားတဲ့အဲ့ဒီဗီဒီယိုအောက်မှာမိသားစုမိကုန်းလေးကတညက်ကိုကြိုက်လို့ နေတိုင်းစာပြစ်ပါတယ်အဲ့ထညက်ကိုရှောင်းအောင်လာဆိုပြီးတော့မိထားတာပါအဲ့ဒါကိုဖျက်ရမယ်ဆိုရင်တော့ဟုတ်ကဲ့ထညက်ကစားလိုက်ရင်သွေးထဲမှာဂလူးကို့စ်ကိုတက်စေတယ်အချို့ဖြစ်တဲ့အတွက်အဲ့ဂလူးကို့စ်တက်ပြီးတော့ဂလူးကို့စ်တက်တာနဲ့အင်ဆူလင်ကလည်းတက်လာမယ်အဲ့ဒါကြောင့်မို့လို့ထညက်ကအချို့တွေစီးရင်ထဲမှာပါပါတယ်ရှောင်းအောင်မှာပါဒါပေမဲ့ထညက်ကဟိုပေါင်မို့ဘီစကစ်တွေထပ်စားရင်တော့ထညက်က process လုပ်ထားတဲ့ processor နဲ့တဘာဝနည်းနည်းဆန်တော့ဘာတဘာဝပစ္စည်းလို့ပြောလို့ရတာပေါ့နော်တဘာဝပစ္စည်းဖြစ်တဲ့အတွက်တော့ဟိုပေါင်မုန်ဘစ်ကစ်တွေလောက်တော့မစိုးဘူးဒါပေမဲ့လည်းထញ្ញက်ကအချိုဖြစ်တဲ့အတွက်ရှောင်းမဲ့ထဲမှာတော့ထည့်အောင်ထည့်ပေးရပါမယ်စားကျင်နေဆိုရင်တော့ထញ្ញက်ကိုစားကျင်နေချိုးရီစားကျင်နေဆိုရင်တော့ကျွန်တော်အများအားပြောနေစရာ အားလေးကိုလိုက်လုပ်ပေးပါအဲ့ဒါပါလဲဆိုတော့နံပါတ်၁ကတော့သွားသွားပြောတဲ့အတိုင်းချိုတွေပေါင်ပုံနေပြီးစကစ်တွေဒါကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတွေမှာအချင်းချင်းပြောခဲ့ပြီးအဲ့ဒါလေးကိုရှောင်မယ်အဲ့ဒါလေးရှောင်ပြီးတော့ချိုရည်လဲပါတယ်ရက်လဲပါတယ်အဲ့ဒါလေးရှောင်ပြီးတော့ပုံမှန်ကျမကြီးကောင်းတဲ့လူဆိုရင်တပတ်တစ်ခါတော့စားအဲ့ဒီတပတ်တစ်ခါကိုလည်းအများကြီးမစားနဲ့တတနည်းတပတ်တစ်ခါတစ်မျိုးပဲစားအများကြီးစားဖို့မဟုတ်ဘူးအဲ့ဒီတစ်မျိုးကိုရတာရှိရှိလေးစားတပတ်တစ်ခါကိုကိုယ်ကို quality ပေးတဲ့သဘောဖြစ်သွားအဲ့လိုစား ကျမမကောင်းတဲ့လူဆိုရင်တော့တလားတစ်ခါမှာပဲစားကျမကောင်းတဲ့အထီးဖြတ်တဲ့နံဖြတ်တာပေါ့နော်ဒါမနေနိုင်လို့စားမယ်ဆိုရင်လည်းတလားတစ်ခါလောက်ပဲစားဒါကျမမကောင်းတဲ့လူတွေအတွက်နေမကောင်းတဲ့လူတွေအတွက်ပေါ့ယောဂရှိတဲ့လူတွေအတွက်အဲဝိချခြင်းတဲ့လူတွေအတွက်နော်အဲ့ဒါအဲ့လိုစားအဲ့ဒီဟာတွေရှောင်းအဲ့ချူတွေရှောင်းလိုက်ပြီမဲ့လေကျွန်တော်တို့နေတူဘွားစားနေတယ်မှာသမင်းပါတယ်သမင်းကလည်းကစီတက်ကာဘိုဟိုက်ဒရိတ်ကစီတက်ကကာဘိုဟိုက်ဒရိတ်ဆက်မှာပါတယ်ကာဘိုဟိုက်ဒရိတ်ဆက်မှာပါတဲ့အတွက်အင်ဆူလင်ကိုတက်စေတာပဲ ဲ့ကိစ္စကိုထမင်းရတော့ကျွန်တော်ရှောင်လို့မရဘူးဒါကျွန်တော်ကမွေးတယ်ထမင်းစားလာရှောင်လို့မရတဲ့အတွက်ကျွန်တော်ကဘလို့စီစဉ်ထားလဲဆိုတော့အစာရှောင်ရမယ်နေ့တိုင်း intermittent fasting ကိုလုပ်ပေးရမယ်နေ့တိုင်းအစာရှောင်ပေးရမယ်အစာရှောင်တာမှာ14နာရီတစ်နေ့ကိုအစာရှောင်ပေးရမယ်10နာရီအချိန်တွင်းမယ်အစာတောက်စားမယ်ကျန်တဲ့14နာရီကရေပဲတောက်မယ်အစာရှောင်မယ် အဲ့ဒီမှာလဲဆလုံးမယ်ဆိုလို့ရှိရင်ဘာတတိထားမှာလဲဆိုတော့အစာရှောင်တာမစခင်မှာအ ਨੇ ဆုံး3ရက်ကနေ9ရက်လောက်ကြိုပြီးတော့ဒီကျွန်တော်ဆောသွားပြောတဲ့အချိုတွေကိုဖြတ်ထားရမယ်အဲ့တော့ချက်ညက်လည်းပါတယ်ခဏတော့ဖြတ်ထားပြီချိုတွေကိုဖြတ်ပြီးတော့မှအစာရှောင်တာကို3ရက်ကနေ9ရက်လောက်နေမှာစအဲ့တော့မှအဆင်ပြေမယ်အစာရှောင်တာကိုလည်းဆဆလုံချင်းပထမတစ်ပတ်လောက်ကို12နာရီပဲလုပ်12နာရီလုပ်ပြီးတစ်ပတ်10ရက်လောက်လုပ်ပြီးတော့အဆင်ပြေပြီဆိုမှဖြည်းဖြည်းချင်းနာရီဝက်စီတိုးသွား နိုင်ဘွက်စီနိုင်ဘွက်တိုးလိုက်နှစ်ရက်သုံးရက်လိုလိုက်နိုင်ဘွက်တိုးလိုက်တစ်ရက်နှစ်ရက်လိုလိုက်နိုင်ဘွက်တိုးလိုက်အဲ့လိုမျိုးတိုးသွားလိုက်အဲ့ဒါဆိုလို့ချင်းပြည်ပြည်နဲ့၁၄နိုင်ဖြစ်သွားလိမ့်မယ်ဒါပေမဲ့လည်းမတော်တဆကိစ္စအရေးပေါ်ပေါ်လို့ကိစ္စမျိုးတွေဖြစ်တာမျိုးရှင်းရင်လည်းကိုကိုကိုအဆိုင်တော့အနာမခံနဲ့ ဒီအစာရှောင်တာကိုဖြတ်တင်လဲဖြတ်မှာပဲဒါတော့ကိုယ့်ရဲ့နေလူကရေးပေါ်လိုက်ပြီးတော့အဲ့ဒီရေးပေါ်တွေကိုလိုက်ပြီးလောရမယ်ဆိုတဲ့အဲ့ဒီရေးပေါ်တွေကြိုတွက်ပြီးတော့အစာရှောင်တာကိုလည်းကိုယ့်ရဲ့တိုင်တီပဲနဲ့တင့်တယ်လို့ရှောင်ပေးပေါ့နော်ဒါပေမဲ့အစာရှောင်တာဇက်တိုက်ဖြစ်ရမယ်တခါစာရှောင်တဲ့အချိန်ကနေပြီးတော့14နိုင်ဆိုလဲ14နိုင်16နိုင်ဆိုလဲ17နိုင်ပြည်ရမယ်အဲ့ဒါမှအစာရှောင်တာဖြစ်ရမယ်ကြားထဲမှာရေလုံးဝရေရလွယ်လို့ကြားထဲမှာဘာမှမဆာတော့အောင် ဒါစားရှောင်းတာပြီးတော့စောစောအချိုးရှောင်းတာအဲ့ဒီခုကိုလုပ်ပြီးရင်တော့တစ်ပတ်တစ်ခါစားလို့ရတယ်။ကြမိုင်မကောင်းတဲ့လူဆိုရင်တစ်လတစ်ခါစားလို့ရတယ်။ဒါပေမဲ့နေ့တိုင်းစားကျင်တယ်ဆိုရင်တော့ဘယ်ထညက်မျိုးစားလဲဆိုတာကိုကျွန်တော်ထပ်ပြီးပြောပြမယ်။ထညက်စားကျင်တာဆိုတော့ comment ထဲမှာပြောထားတဲ့လူကသူကနေ့တိုင်းစားကျင်တာနေ့တိုင်းစားမိနေတာရမ်းကြိုက်တယ်။ Okay အဲ့ဒါဆိုရင်ဘာကိုသတိထားမလဲဆိုတော့ထညက်မျိုးစားကိုသတိထားပြရပါမယ်။ င်ရမျိုးစောက်သတိထားပေးရမယ်ဆိုတော့ထင်ရက်တွေထုတ်လုပ်တဲ့အကြောင်းကျွန်တော်ပြောမယ်ပုံမှန်စည်းကွက်တိုင်းမှာရှိတဲ့ထင်ရက်တွေထုတ်လုပ်တာက ထရီပင်ပေါ်မှာဓာမင်ပေါ်မှာထရီနဲ့ထရီကိုခံတယ်ခံတဲ့အချိန်မှာနေပူတယ်အကြာကြီးခံရတယ်နေပူတယ်နေပူတဲ့အတွက်ထရီကပြတ်တတ်တယ်ထရီမပြတ်အောင်လို့သူတို့ဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီထရီခံတဲ့အိုးတဲ့ကိုထုံးရင်ကြီးကိုထည့်လိုက်တယ်ထုံးရင်ကြီးလေးနည်းနည်းထည့်လိုက်ပြီးတော့ခံလိုက်တဲ့အတွက်လူပြစ်လဲဆိုတော့ထရီရဲ့ pH level ပြောင်းသွား pH level alkali ဖြစ်သွားတဲ့အတွက်ဘက်တီးရီးယားမပေါက်နိုင်တော့အဲ့ဘက်တီးရီးယားမပေါက်နိုင်တော့အတွက်ထရီမပြတ်ဘူးပေါ့အဲ့ဒီနည်းနဲ့ပြီးတော့သူတို့ ိုယူတယ်မိပြင်းနဲ့ဂျိုလိုက်တယ်ဂျိုလိုက်တော့ထင်းညာအဲညုံမဲပြီးတော့ထင်းညာမဲကြီးထွက်လာအဲထင်းညာမဲကြီးထွက်လာတာကအဲ့လောက်တိတ်မဆိုးဘူးဆိုးတာအဲထင်းညာမဲကိုအဖြူလုတ်ဖို့တွေကက်မီကယ်ပြင်းစားရင်လည်းကြီးချုပ်လိုက်တော့အယောင်ချုပ်တယ်ပေါ့အယောင်ချုပ်ပြီးတော့ထင်းညာအဖြူဖြစ်သွားအဲကြတော့အဲထင်းညာအဖြူကတော့ရာအနေများတယ် ဈေးကွက်တမရှိရထင်းရဖြူအနေများတယ်။စားမယ်ဆိုရင်တော့ထင်းရမဲဝယ်ယူစားပါလို့ကျွန်တော်ကြံပေးမယ်။ထင်းရဖြူလုံးဝအနေများတယ်မစားပါနဲ့။ကမီကယ်နဲ့ကြီးချွတ်ထားတာမဟုတ်လို့အဲ့ဒီမှာကမီကယ်တွေကပါလို့ပါနေတာ။ကျွန်တော်အိမ်မှာထင်းရကတော့ဘယ်ဘရန်ကိုစားလဲဆိုတော့ကျွန်တော်အိမ်မှာစားတာကဒီဟာ Green Toddy ဒီ brand name က Green Toddy အခုဒီဟာကထင်းရဒါဂျင်းထင်းရဂျင်းချင်းရကိုကျွန်တော်စားတယ်။တော်ရဂျင်းထင်းရလည်းရှိတယ်။အုံထင်းရလည်းရှိတယ်။အုံမဲ့အမျိုးစုံရှိတယ်။ ဒါပေမဲ့သူတို့ကဘာလို့စားရလဲဆိုတော့ green dot တွေကသူတို့ကဒီအထုပ်မှလည်းပါတယ်အဲအဲ့ဒါအဲ့ information ကိုကျွန်တော်အခုပြန်ပြောပြမယ်သူတို့ကကြတော့ထည်ခံတဲ့အချိန်မှာဘလို့ခံလဲဆိုတော့အဲ့ထည်ခံတဲ့ပုံကိုရေခဲရိုက်လိုက်တယ်ရေခဲရိုက်ပြီးတော့ခံတဲ့အတွက်ထည်ရမပြတ်တော့ရေခဲရိုက်ပြီးထည်ကိုခံတယ်မပြတ်အောင်လုပ်တယ်မပြတ်အောင်လုပ်ပြီးတော့အဲ့ထည်ကိုစိတ်ယုံယူသွားစိတ်ယုံယူသွားပြီးတော့ကြိုးတဲ့အချိန်မှာလည်း temperature ကိုထိန်းပြီးတော့ကြိုးတာ မိပြင်းနဲ့မကြိုးမကြိုးတဲ့အတွက်သူတို့ကထញ្ញံဖြူလေးတခါလေးရတယ်ဘာမှကြီးချွေးစရာမလို chemical လည်းမပါဘူးပြီးတော့ထေရခံတဲ့အချိန်မှာလည်း pH ထေရရဲ့ pH ကောင်းတော့အောင်ထုံးရင်ကြီးတွေပါသူတို့ဘာမှမထည့်ထားရတဲ့လုံဝါထញ្ញံစစ်ကိုအကောင်းဆုံးစားလို့ရတယ်အဲ့ပြင် green tortilla ဘာကျွန်တော်သတိထားမိလဲဆိုတော့ green tortilla ရိုးရိုးထញ្ញံကိုပေါ့ကျွန်တော်ရိုးရိုးထញ្ញံကိုကျွန်တော်တခုလှုပ်စားဖို့ကြိုလိုက်ပြီဆိုလို့ရှိရင် green tortilla ထញ្ញံကိုကြိုလိုက်တာ ਨੇ အဲ့ထញ្ញံအောက်မှာ တဲတွေ गे တွေအနေထိုင်တာကြီးရဘာမှဘယ်တော့မှပါမလားဘုံကတန်တန်လေးပဲအေးတန်တန်လေးမြင်ရတယ်အဲဒါကြောင့်လဲကျွန်တော်ကစားပြစ်တာယုံကြည်ခြင်းနဲ့စားပြစ်တာသူတို့ပြောထားတဲ့အတိုင်းသူတို့လုပ်ထားတဲ့သိချာအဲဒါကြောင့် green dot တွေစားရင်တော့နေတိုင်းစားလို့ရတယ်အဲဈေးကွက်ထဲကတညက်တွေစားမယ်ဆိုရင်တော့နေတိုင်းစားမယ်ဆိုရင်တော့ တညညူပဲစားပါအဖြူတွေကများသွားပြင်ကမီကယ်နဲ့ကြီးချွတ်ထားဖြစ်တဲ့အတွက်ဘယ်ဟာဘယ်ဟာမှလည်းကျွန်တော်တို့လည်းမစမ်းတတ်ဘူးကျွန်တော်လည်းမသိဘူးကျွန်တော်ကသိကြတာတော့သိကြတဲ့နေရာနဲ့ကျွန်တော်ဝယ်စားလိုက်တယ်ဒါပဲ green body page ရဲ့ link လေးကျွန်တော်အောက်မှာ comment မှာပေးထားမယ်စိတ်ဝင်စားလို့လူတွေတော့ဝယ်ကြည့်လို့ရတာပေါ့နော်ဒါကတော့ဒါကျွန်တော်မြန်မာပြည်ကတညက်ကို သူတို့ကတော့အကောင်းဆုံးရှင်းပြရင် international နိုင်ငံသားတွေကိုပါဝယ်ကျွေးလို့ရတယ်သူတို့တွေပါဒုက္ခမရဘူး international အဆင့်ဖြစ်အောင်သူတို့စဉ်းစားပြီးထုတ်လုပ်ထားတဲ့သဘောပဲအဲအဲအကြောင်းကျွန်တော်ကတော့အဓိကတော့တန်တန်ရှင်းရှင်းနဲ့စားရတဲ့အတွက်ကျွန်တော်ကဝယ်ပြီးရောက်စားအဲအကြောင်းကျွန်တော်ဖြည့်ချင်တာကဟုတ်ကဲ့ထင်းချက်ကအချိုထဲမှာပါပါတယ်ရှောင်းရမယ့်အထက်မှာပါပါတယ် တညက်ကိုတပတ်တစ်ခါလောက်စားသင့်တဲ့အထက်မှာတော့ပါပါတယ်ဒါပေမဲ့လည်းမနေနိုင်လို့နေတိုင်းစားမယ်ဆိုရင်တော့ကျွန်တော်စောစောပြောသလိုတခြားချိုတွေကိုရအောင်သေးချာရှောင်ပါပြီးတော့ကြားရှူတွေကိုတပတ်တစ်ခါပဲစားပါ။ဘာလို့ဆိုတော့ကိုကတင်းကျပ်ကိုနေတိုင်းစားနေပြီးတပတ်တစ်ခါတောင်မှတစ်လတစ်ခါပဲစားပါ။ကြားချူတွေကိုရှော့ပြီးတက်နိုင်မှစားပါ။အဲဒီတစ်ခါတလေစားတာကိုတက်နိုင်တယ်များရှော့စားလို့ပြောတာ။အများအားရှောင်အောင်ပါတော့ရှောင်အောင်ပါ။ပြီးရင်ကျွန်တော်ပြောတဲ့အတိုင်း fasting အစာရှောင်တာအဲ့ဒါကိုလုပ်ပေးပါအဲ့ဒါကိုလုပ်ပေးလို့ရှိရင်ကျမကြီးကလည်းသူ့ဟာသူကောင်းလာမယ်ဝိတ်တွေပါတွေပါတခါတည်းကြာသွားမယ်အဲ့ fasting လုပ်တာကအချိုးရင်ရှောင်ချိုးရှောင်ပြီးတော့၃ရက်နေမှ fasting ကိုစား၁၂နာရီရနေစားစားပြီးတော့၁၄နာရီကိုတစ်လအတွင်း၁၄နာရီသူ့သူတိုးသွားလို့ရလိမ့်မယ်အဲ့မှာကိုယ့်အချိန်ကိုကြည့်ပြီးတော့၁၄နာရီရအောင်လို့၁၄နာရီရတော့ကိုအဲ့၁၄နာရီရောက်ပြီဆိုရင်တော့ချိုးလဲရှောင်တဲ့၁၄နာရီလည်းရောက်သွားပြီဆိုရင်တော့၃လလောက်နေကိုကိုကိုတေးချပြန်ကြည့်ကြည့်လိုက်၃လပဲ တလားဒီမှာပထမတလားမှာတော့စာတိတာနေမှာဒါမဲ့၃လလောက်နေရင်ကိုစပြီးရောကိုကိုကိုစာတိတာနေဒီဟာလို့ရတဲ့အကျိုးကျေးဇူးအဲ့မှာအရန်တိတာသွားတယ်မယ်ဘလောက်မှလည်းမခက်ဘူးအကုန်ကြလည်းဘာမှမများဘူးပုံမှန်တမင်းစားတာတွေကျွန်တော်ဘာမှမပြောဘူးပုံမှန်တမင်းစားတာတွေကျွန်တော်ဘာမှဝင်ပြီးမပြောသေးဘူးဟိုချောင်းတီချောင်းအဲ့တမှာဘာမှမပါဘူးအဓိကအချိုးတွေအဲ့ပတ်စံကုန်မဲ့အချိုးတွေမုန်နေရတာတွေရှောင်လိုက်အများကြီးမစားနဲ့ ြီးရင်ဒီ fasting ကိုလည်းတည်တည်ချာလုပ်ပြီးအဲ့အချိုတွေရှောင်ထားမှ fasting လုပ်ရတာလွယ်မှာအချိုတွေမရှောင်တဲ့လူက fasting လုပ်ရအရင်ခက်လိမ့်မယ်ဘာလို့လဲဆိုတော့အဲ့အချိုမုံတွေဂျုံတွေကပိုက်အရင်ပြန်စားသေးတာအဲ့တမှာလည်းဟို flavoring chemical မျိုးမျိုးပါသေးတယ်အဲ့ဒါတွေကြောင့်ပိုဆိုးတာလည်းပါတယ်ဒါတွေကထားလိုက်တော့ပြောနေရှိကြီးတွေဖြစ်တော့မယ်အဓိကကအဲ့အချိုတွေမုံတွေရှောင်ထားတဲ့လူကမှ fasting လုပ်ရတာပိုလွယ်မယ် ဖာစင်လုံးလိုက်လို့ရှိရင်အင်ဆူလင်ကျသွားပြီးတော့ကိုယ့်ရဲ့နေတူတူကလေဝန်ထံကိုလူကပေါက်သွားတယ်လို့ပါတို့ဆိုတာမျိုးတွေကအဲ့ဒါလေးလုံးကြည့်လိုက်ဘယ်လိုကူကူပဲဘသူမှမလုံးကြည့်လို့ရတယ်လူကြီးတွေဆိုရင်လည်းကိုယ်ကစားလို့ပြီဆိုလို့ရှိရင်ပြင်နိုင်ရင်ကိုယ့်အင်အားကလေးတွေကဒါအဲ့ဒီအချိုတွေကရှော့ရှော့ပြီးစားခိုင်းလိုက်အလွယ်ဆုံးနည်းကကျွန်တော်တို့အိမ်မှာဘယ်လိုလဲကျွန်တော်တို့အိမ်မှာအဲ့ကျွန်တော်ရှောင်းရမယ့်ဟာတွေအိမ်မှာဘယ်တော့မှဝယ်မထား ဲ့ဒါပဲရှောင်းမဲ့ဟာတွေအိမ်မှာဘယ်တော့မှဝယ်မထားဘူးအပြင်သွားတဲ့အချိန်တခါလေးဝယ်စားမိတယ်တခါလေးအဲ့လိုလေအပြင်သွားရင်တော့ဒါတွေဝယ်စားဖို့သွားတာလေဒီဘက်တခါဒီတခုသွားစားမယ်ဆိုရင်သွားစားလိုက်အဲ့ကြောင့်လည်းဘလို့ဖြစ်လဲဆိုတော့ဒီဘက်တခါစားတယ်ဆိုတော့ကောင်းလာလေးစားဖြစ်တယ်အဲ့ဒီတခုစားတယ်ဥမာထားတော့ဒီတော့ဖာလူရာဒီတစ်ခါဖာလူရာသွားစားလိုက်မဟုတ်ဘူးဖာလူရာသွားစားလိုက်ဒီတစ်ခါအိုင်စကရီးမ်လေးသွားစားလိုက်ဒါပေမဲ့ အဲ့ဒီဘက်တွင်မှာစားမိတာ ice cream တစ်ခါစားမိရဲ့နောက်တစ်ဘက်မှာ falura တစ်ခါစားမိရဲ့ဒါပဲရှိတာအဲ့ကြံနဲ့ပေါ်သားဘစ်ကေဟိုဝါဒီယာဘစ်ကေမှာတော့အကောင်းစားရှိတယ်ပေါ်သားရည်လည်းရှိတယ်အများဆုံးဝယ်စားနေရင်အကောင်းစားလေးရောပေါ်သားလေးရောတစ်ခါလေးတင်မစည်းသက်တာလည်းယူပြီးရောစားမိရဲ့ဘာလို့ချိန်လုံးဝါနေရမှာလူကအချင်းပြဲဘာဖြစ်လို့လဲဆိုတော့အဲ့စားနေသေးလူကခဏခဏပိုက်စားပြီးတော့အခုခုတစ်ချိန်လုံးစားကျင်နေတဲ့ဘဝကိုရောက်နေမှာ ဒါအဲကြောင့်အခုတညက်ပြောရင်လည်းကျွန်တော် information အကုန်ပြည့်စုံသိချပေးလိုက်တာအဲ့တော့စားကြည့်ရင်စားလို့ရတယ်ဒီလိုနီးလန်းလေးတွေနဲ့နေထိုင်ပြုမှုပြီးတော့စားလို့ရတယ်ဘယ်တညက်မျိုးစားဆိုတာလဲအခုကျွန်တော်ပြောတာအတိုင်းသေသေချာချာရွေးပြီးတော့စားလိုက်ပါအဖြူကတော့ဟုတ်ပါတယ်အနေအများအတွက်ဈေးကွက်တွေကပုံမှန်အဖြူတညက်စားတော့အညိုလေးကိုပဲတီးခတ်ပြီးတော့စားလိုက်ပါ အနည်းငယ်ကင်းပါတယ်အဲ့ဒါလေးတော့လုတ်လိုက်ပါအဖြူလေးကောင်းကောင်းစားခြင်းတော့ အဲ့မှာ green dot တွေရှိတယ်သူတို့ကထုတ်တဲ့ဟာလေးကိုစားလိုက်ပါကျွန်တော်အောက်မှာ link ပေးထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီလိုမေးပြကဏ္ဍလေးတွေကိုအများတိုင်းကျွန်တော်လုပ်ပြသွားပါမယ်။ဒါ health tip နဲ့ sign up sign နဲ့ပေါ့ဒါပေမဲ့လည်းဒီအားကြောင့်တော့ပေးသက်မေးတဲ့ဟာ RJH ကိုမေးထားတဲ့မေးခွန်းတွေကိုကျွန်တော်တည်တံ့ဖြည့်ပေးတာမို့လို့ဒီအားမေးပြကဏ္ဍလေးတွေနဲ့ကျွန်တော်ကောင်းကင်လေးတက်ပြီးတော့လုပ်ပေးတာပါ။အားလုံးကျေးဇူးတင်ပါတယ်။